ကြည်တော်ရှင်ဆရာတော်ရှင်တမြတ်တေဖျာယနေ့ညအာဒရာတော်နှစ်2566နှစ်ကောဇာတက္ကရ1384ခုနှစ်ပြာဇိုလပြည့်ကျော်၄ရက်2023ခုနှစ်ဇန်နဝါရီလ9ရက်တနင်္လာနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောမန္တလေးမြို့တွင်ဥဝင်းနိုင်ဒေါ်ကြည်ကြည်တန်းမိသားစုကိုဆိုးပိုင်မလင်းလင်းမိတင်တင်ဦးမဆုဝင်မော် ဒေါ်နန်းတန်နာဤဒေါ်ခင်တန်းဝေသူငယ်ချင်းများတစုရန်ကုန်မြို့နေဦးစိန်တန်းဒေါ်စန်းစန်းထွန်းမေတ္တာရိပ်မြုံမိသားစု1984 85ရန်ကုန်တက္ကသိုလ်ကြီးမင်တိုင်နယ်မြေတတ္တပိဒအထူးပြုသူငယ်ချင်းများဤ2023နှစ်ဦးတရားလူစုပေါင်းစင်ရင်ကျင်ပပလို့အပ်သောအွန်လိုင်းဓမ္မတပင်းနဲ့ဆက်လျင်ကြည်တော်ရှင်ပမောက္ခကျုပ်ဆရာတော်ဖရာကြီးမှတရားဒေသနာတော်များ ဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဖျားရီတော်ခြေတော်သို့ဥခိုက်၍ယုတိစွာရှောက်ထားအပ်ပါသည်ဗျာထောက်သုံးရ84ခုနှစ်ရာသူလာပြီကျော်၄ရက်2023ခုနှစ် စနဝရိဒ9ရက်တနင်္လာနေ့၌ online မှာဟောကြားအပ်တော်ကတုလပတ္ထတုတ်အနှစ်ချုပ်စလုံးပေါင်းကကတုလခငယ်ရဲ့ဓာရွေနှစ်ချောင်းဓာရွေနှလုံးနဲ့နှစ်ချောင်းနှစ်ချောင်းငယ် ကတ္တုလနောကလကတ္တုလဖတ္တသုတ်အနှစ်ချုပ်တရားဒေသနာနော်ကတ္တုလလို့လည်းရှိတယ်ကတ္တုလလို့လည်းရှိတယ်အတိပ္ပယ်ကတော့ခွေးချီကျိုးလို့အတိပ္ပယ်ရခွေးချီတဲ့ကျိုးတရဝရီကိုချီနောင်တာတဲ့ကျိုး ခွေးမွေးတဲ့လူတွေကတော့ခွေးချီကျိုးတသက်ရှိတယ်ပေါ့နော်အကောင်မလောက်နေချီတဲ့ကျိုးအခွေးချီတဲ့ကျိုးကိုဂတ္တူလာလို့ခေါ်တယ်ဒါပါဠိစကားလုံးဂတ္တူလာဂတ္တူလာနောက်ကထရွေးနှလုံးဆင်ထားတော့ဂတ်ဆိုတဲ့အတမ်းဖြစ်သွားတယ်ဂတ္တူလာတော့အနှစ်ချက် ခတ္တုလဖတ္ထနောကဖတ္ထဆိုတာဘာကုန်းနဲ့ဓာတွေနှလုံးစင်းနဲ့ဖတ္ထကကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အခုကကြတော့ဖတ္ထကဘာရချိုင်ဓာတွေတောက်ချိုင်နဲ့စင်းရေးတာဒါကြတော့နှောင်းဖွဲ့အပ်တော်လို့အဓိပ္ပာယ်ရတယ်ခတ္တုလဖတ္ထ ဲ့တော့ပမာရီကတော့ခွေးနဲ့နိုင်အသိပ်ကြက်ဘူးတိရိစ္ဆာန်နဲ့နိုင်တာအသိပ်ကြက်ကြောက်ပါမလို့ပြောတော့မြတ်စွာဘုရားကဒါခွေးနဲ့နိုင်ပြီးတော့ဟောထားတဲ့ဟာပဲဒါတော့ဥပမာစကားမြတ်စွာဘုရားကိုတောင်းမှာပဲချင်းသေးမင်းနဲ့နိုင်ရှင်သာရှိတယ်ချင်းသေးနဲ့နိုင်ခံရတာရှိတယ်နွာလာဥတ္တပနဲ့နိုင်ရှင်သာရှိတယ် တော့ဗမာရိရဲ့စိတ်တွေပါတော့တိရစ္ဆာန်နဲ့နိုင်တယ်ဆိုရင်ရိုင်းတယ်လို့ထင်ကြတာဒါပေမဲ့စပိယပြောမယ်ဆိုရင်တော့ဒါရိုင်းတာမဟုတ်ဘူးပါနေပဲနိုင်နိုင်တိရစ္ဆာန်ကိုဟိုတခြားလူမျိုးတွေကြတော့တိရစ္ဆာန်ကိုချစ်တဲ့လူတွေကြတော့သူတို့ရိုင်းတယ်လို့ထင်မှာမဟုတ် သို့သောမလူမျိုးကနွားနဲ့နိုင်ရင်ခွေးနဲ့နိုင်ရင်ရိုင်းတယ်လို့ပြောကြမှာဒါပေမဲ့ဒီတုတ်ကပြောတာလားခွေးချီကျိုးနဲ့ခြီထားတဲ့ခွေးလို့လို့အဓိပ္ပာယ်ရတယ်နော်ခွေးချီကျိုးမှာခြီထားတဲ့ခွေးကတ်တူလဖတ်တာဒါဒီတုတ်ရဲ့အဓိပ္ပာယ်လေးကိုရှင်းပြတာမြတ်စွာဘုရားဟောတာတော့တရဝရီဟာ ခွေးချီကျိုးနဲ့ခြီးပြီးတော့ငုတ်တိုင်မှာခြိနှောင်ထားတဲ့ခွေးလူတရဝရိဟာခြိနှောင်ခံထားရတဲ့ဆက်အိဗေကိုခေါ်တာဒီတုတ်တာအိဗေအဲ့တော့ဝိပဿနာကမ္မထာနဲ့ပတ်သက်ပြီးခေါ်တဲ့တရားပဲဝိပဿနာကမ္မထာနဲ့ပတ်သက်တာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ခေါ်တဲ့တရားကတုလား ပဋ္ဌအဲ့တော့ဒီသုတ်တံကိုမြတ်စွာဘုရားကဘာနဲ့စထားတော့ဆိုအနမတေကိုယံဘိက္ခုတန်တာရောတန်တာရဆိုရဲဘဝတစ်ခုကနေတစ်ခုခုပြောင်းကျင်လဲရတဲ့တန်တရာခီးကြီးဟာအနမတက်က မသိနိုင်တဲ့အစာရှိတယ်။တန်တရားရဲ့အစာကို မသိနိုင်ဘူးလို့ပြောတာ။တန်တရားရဲ့အစာဘယ်တော့မှစပြီးတော့ဖြစ်လာတဲ့ဆိုတာကိုမသိနိုင်ဘူး။မသိနိုင်ဘူးလို့ပြောတာ။မရှိဘူးလို့ပြောရတယ်မတူဘူးနော်။ဗမာစကားမှာမသိနိုင်ဘူးလို့ပြောတာဟာမသိဘူးလို့ပြောတာလည်းမဟုတ်ဘူးမရှိဘူးလို့ပြောတာလည်းမဟုတ်ဘူးမသိနိုင်ဘူး ဆိုပြီးတော့အနမတက်ကောရံပိတ်ခွေတန်တာရောပမာစကားရဲမှာတခါတလေအနမတက်ခအနမတက်တန်တာဆက်ဆိုပြီးတော့ခဗျာဆရာတွေရှေးတုန်းကပြို့တွေမှာထက်သွင်းရေးတွေရှိတယ်အနမတက်ခအနမတအက်ခသို့မဟုတ်အနုအမတအက်ခအနုဆိုတာက နောက်ချောင်းပြန်လျှောက်လို့ရှိရင်အဲ့ကကအစအမတာကမသိနိုင်တာ နောက်ချောင်းပြန်လျှောက်ကြည့်လို့ရှိရင်မသိနိုင်တော့အစအစကိုမသိနိုင်ဘူးအဲ့စကလုံးကစကလုံးသုံးလုံးပေါက်လာတာအနုအမတာအက္ခအနုဆိုတာနောက်ချောင်းပြန်ပြီးတော့လျှောက်တဲ့အခါမှာ အမတာဆိုမတိရတဲ့အကကအစမတိရတော့အစရှိတယ်ဆိုတာအစကိုမတိနိုင်ဘူးလို့ပြောတာဘယ်တော့အစခဲ့တယ်ဆိုတာခေကလာနဲ့ပိုင်းချပြီးပြောလို့ရမရောကဘာနဲ့ပိုင်းချပြီးတော့ပြောလို့ရမရောတိုးတိုးသိပ္ပံဆရာတွေကတော့ပြောတယ်လူသားတွေကဒီကဘာပြေမှာတန်ပေါင်းဘလောက်ကစခဲ့တယ်ဆိုတာမျိုးတော့ပြောနေချင် ဒါမြတ်စွာဘုရားလူသားတွေပြောတော့မဟုတ်သရဝရိအလုံးကိုပြောတာနော်သရဝရိဟာဘေခိဘေကာလကစလာတယ်ဆိုတာမသိနိုင်လောက်အောင်ရှင်းကြတယ်လို့အိဗေဆိုလိုတယ်သိကိုကြာနေရင်မသိနိုင်ဘူးဒီတမိုင်ကြောင်းကြီးကိုပြန်ပြီးတော့အဲ့ဒါညောနောက်ကဆက်ပြီးတော့မရှိတယ်ပုပ္ပကောတိနပညာယတိပုပ္ပကောတိ စတင်ဖြစ်လာတဲ့ရှေးပိုင်းကအစဆိုရာဟာနပညာတိသိနိုင်ဖို့ခက်တယ်သိဖို့ခက်တယ်ဘသူတည်းရဲ့ရှေးပိုင်းကအစလဲလို့ဆိုရင်အဝိဇ္ဇာတိဝရဏနတတနာတဏတန်ယောစနနာတန္တဝတံတန္တရတံ အဝိဇ္ဇာဆိုတဲ့အမောင်လူကြီးကပိတ်ထားပြီးတော့တဏှာဆိုတဲ့နှောင်ကြိုးတန်လန်နဲ့ဟိုဘဝကဒီဘဝဒီဘဝကနေဟိုဘဝဘဝတစ်ခုမှတစ်ခု ပြေးသွားခြင်းဤနေရတဲ့တရားရရဲ့အစမသိနိုင်ဘူးလို့ဆိုတယ်ရှေ့ရှေ့ကအစကိုမသိဘူးပုပ္ပကောတိရှေ့ပိုင်းအစကိုမသိနိုင်ဘူး နောက်ပါဖြစ်တယ်ဆိုတာတော့တော့သိသိလို့ရရှေ့ကပါအဲဆာရဲဆိုတာမသိနိုင်ဘူးလို့အစကို မသိတာပြောတာအတိတ်ကို မသိဘူးလို့ပြောတာလည်းမဟုတ်ဘူးဘယ်တော့ဆာရဲဆိုတဲ့ starting point ပေါ့ဆာလာတဲ့ခေကာလအချိန်ပိုင်းကိုမသိနိုင်ဘူးလို့ပြောတာအဲ့တော့သရဝရီတန်တရားလဲရဲဆိုတာအဝိဇ္ဇာနိဝရဏတဲ့ มตีเจียงก็พูดอุทาเลยอามังกูมตีไหนเนี่ยมตีไหนเราอวิสาก็พูดอุทาเลยแต่นาตายเอาซะนะแต่เดี๋ยวมุสเรนเอาอยู่ที่อ่ะชินเอาทาเลยเราบานเนตุรุสุยาสีไปปีเราจูดันล้วเนี่ยสามโยยศิโอไปทาเลยจูเนชีวิเราขอดัวเลย ဘယ်ခေါ်သွားလို့ခေါ်သွားမှမသိဘူးဘယ်တော့စားလာမှလည်းမသိဘူးအဝိဇ္ဇာနိဝရဏနာတဏ္ဍတယောစနာနာဒါရောရေတန်တရားလေရပုံကဒီစကလုံးနဲ့တည်းပဲအဲ့ဒါမှကြောက်လန့်စရာကောင်းတယ်ပေါ့နော်မျက်စိပိတ်ပြီးတော့ကျိုးနဲ့ခေါ်ဆွဲခေါ်သွားတယ်ကျိုးနဲ့ချီနောင်ထားပြီးတော့ခေါ်သွားတယ် အဲ့လိုအနေထားတတဝရရဲ့စဆိုတာမသိဘူးလို့ဒီစကလုံးကနေစပြီးတော့ခြေထားတာမြတ်စွာဘုရားเนาะယဟန်တွေကိုတရားဟောတော့ဒီစကပိုက်တွေစလိုက်တာယဟန်တို့တန်တရားရဲ့အစဆိုတာမသိနိုင်ဘူးအဝိဇ္ဇာ အမောင်ပိတ်ကထားပြီးတော့တန်ရစဉ်ကြူချိနှောင်ထားပြီးတော့ချိနှောင်ထားတဲ့တတ္တဝါတွေဟာဘဝတစ်ခုကနေဘဝတစ်ခု ပြေးသွားရတယ်ကျင့်နေရတယ်ဆိုတဲ့တတ္တဝါတွေရဲ့အစဆိုတာမထင်ရှားဘူးတဲ့ဘယ်တော့တတ္တဝါစလာတယ်ဆိုတော့ပြောလို့မရဘူးအဲ့လို့ စတင်ပြီးတော့ဥပမာအတိတ်နဲ့မြတ်စွာဘုရားကဟောတယ်တေယထပိဘိက္ခွေသာခတ္တုလဖတ်တော် ဒံနေခိလေဝါသံမေဝါဥပနိဗ္ဗတောဥပမာလေးပေးဥပမာမဲတဲ့ခွေးချီကျိုးနဲ့ခြိထားတဲ့ခွေးတကောင်ကိုတဲ့ခြိကျိုးတန်းလန်းတဲ့ခွေးတကောင်ကိုခတ်တူလာခွေးချီကျိုးဖတ်တာခြိထားတာ ခွေးချီကျိုးနဲ့ချီထားတဲ့ခွေးရကောင်ကိုတဲ့ငုတ်တိုင်မှာပဲငုတ်မှာပဲဖြစ်စေတိုင်မှာပဲဖြစ်စေချီထားလိုက်မယ်ဆိုရင်ငုတ်တဲ့တိုင်ကခွေးတခြားမတော့အောင်ထားတယ်ခွေးနဲ့ငုတ်တဲ့ကြာမှာကျိုးဩခွေးရဲ့ ခွေးချီကျိုးရဲ့အဲ့ဒီခွေးချီကျိုးချီတဲ့ငုတ်တိုင်သုံးခုပေါ့နော်ချီထားတယ်ခွေးကိုအဲ့လိုတိုင်နဲ့ငုတ်နဲ့ကျိုးနဲ့ချီထားလိုက်တယ်ဆိုရင်နဲ့အဲ့ဒီခွေးဟာ ိုင်ကိုလက်ပတ်သွားနေမယ်ဆိုရင်လေလက်ပတ်သွားနေပဲခွေးကအငြိမ်မနေဘူးသွားချင်တယ်ဆိုရင်လေဒီငုံနာမှာပဲသွားလို့ရရတဲ့ဆိုရင်လေအဲ့ဒီငုံနာမှာပဲရထိုင်တယ်ဆိုရင်လေအဲ့ဒီနာမှာပဲထိုင်အိတ်တယ်ဆိုရင်လေအဲ့ဒီနာမှာပဲအိတ်ဥမာမဲ့အဲ့ဒီသူ့ချီထားတဲ့ငုတ်သူ့ချီထားတဲ့တိုင် အဲ့ဒီကနေတခြားသွားလို့မရဘူးအဲ့နောက်မှာပဲခွေးကယုံကန်လှုပ်ရှားရင်လည်းအဲ့ဒီနောက်မှာပဲထိုင်နေရင်လည်းအဲ့ဒီနောက်မှာပဲယက်နေရင်လည်းအဲ့ဒီနောက်မှာပဲအိတ်နေရင်လည်းအဲ့ဒီနောက်မှာပဲတိုင်ငုတ်ပတ်ဝန်းကျင်မှာပဲအဲ့ခွေးကနေရမယ်ဒါဥပမာအနေနဲ့ပြောလိုက်တာအဲ့ဒါလိုပဲတဲ့ပုထုဇဉ်တော်ရေဟာ ်မြတ်စွာဘုရားဟောတဲ့တရားဓမ္မကိုကြာဘူးနာဝမရှိဘောဓုတ္တမရှိတရားကို မနာဘူးတဲ့ပုဂ္ဂိုလ်အတိညာကိမဲ့တဲ့မချောရတိလူမျိုးတရဝရေဟာတဲ့ ခန္ဓာ၅ပါးကိုယုတ်ဝေရဏတင်ညာသင်္ခါရဝိညာဉ်လို့ဆိုရဲခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးလူမှရှိတာခန္ဓာ၅ပါးပဲရှိတယ်လေနှခုတည်းပြောရင်ယုတ်နဲ့နာနှခုပဲရှိတယ်ခန္ဓာနဲ့ပြောရင်ငါဥပြောလို့ရတယ်မျက်စိနာနာလျှက်ကာယရူပခန္ဓာ စိတ်ခံစားချက်ကဝေဒနာခန္ဓာဒါစိတ်နဲ့ပတ်သက်လားနာနဲ့ပတ်သက်တယ်မတ္တမှုကသိဉ္ဇခန္ဓာဉာဏ်တွေးတာတောတာလောဘဖြစ်တာဒေါသဖြစ်တာသင်္ခါရခန္ဓာအတိစိတ်ကဝိညာဉ်နဲ့ခန္ဓာလို့နာမ်ခန္ဓာက၄ပါးရုပ်ခန္ဓာက၁ပါးအလုံးခန္ဓာ၅ပါးလူတွေမှရှိတာ တို့ချုံပြောရင်တော့ body နဲ့ mind ပေါ့ body ဆိုရက် physical body ဆိုတာရှိတယ် mind ဆိုတာရှိတယ်အဲ့တခုပဲဒီကအရအဲ့ဒီခန္ဓာငါးပါးဘာနဲ့တူတုံးဆိုရင်တော့ခွေးချီထားတဲ့ငုတ်တိုင်နဲ့တူတယ်ခွေးချီကြိုးကဘာနဲ့တူတုံးဆိုလို့ရှိရင်တွေ့တာမှုနဲ့တူတယ်တဏှာနဲ့တူတယ် ခွေးချီချူอ่ะခွေးอ่ะဗာနဲ့တူတော့ဆိုရင်တရဝရီနဲ့တူတယ်ပုရုဇင်တရဝရီနဲ့ဒါအဲ့ဒါကိုတင်းစားပြီးတော့ဟောတာเนาะခွေးဟာငုတ်တိုင်အဝေးကိုသွားလို့မရဘူးငုတ်တိုင်နားမှာပဲပတ်ပြီးတော့နေတယ်အဲ့လေဒီနာပဲစားလေဒီနာပဲထိုင်လေဒီနာလမ်းလျှောက်လေဒီနာပဲငုတ်တိုင်ပြေးမှာပဲ အဲ့ဒါလိုရတဲ့ပုထုဇဉ်တ attva တွေဟာခန္ဓာငါးပါးကနေပြီးတော့အဝေးကိုမသွားနိုင်ဘူးတွေ့တာမှုကခန္ဓာငါးပါးပေါ်မှာပဲဖြစ်တယ်ခန္ဓာငါးပါးပေါ်မှာသူကဘလို့တွေ့ဘလို့တွေးတယ်လဲလို့ဆိုရင်ရုပ်ကိုဖြစ်စေစိတ်ခံစားချက်ကိုဖြစ်စေကိုယ့်ရဲ့အမှတ်တင်ညာကိုပဲဖြစ်စေအခြားကိုယ့်ရဲ့စိတ်ဆန္ဒတွေ တွေ့တော့ဆင်ခြင်မှုတွေဘာဖြစ်စေအသိစိတ်ကိုပဲဖြစ်စေပုရုဒေအနေနဲ့ဘာတွေ့လဲဆိုရင်ဒါဟာငါရုပ်ပဲငါဘောဓိပဲအငါစိတ်ပဲနော်ရုပ်ကိုပဲငါဟာလို့တွေးလိုက်တာမျက်စိရငါမျက်စိ နှခေါင်ငါနှခေါင်နာငါနာငါနှခေါင်ငါရှာငါကိုငါစိတ်တဏအတွေးနဲ့တွေးလို့ရှင်သိမ့်ပိုက်ထားတာဒါငါပဲငါဟာပဲဆိုတဲ့အတွေးနဲ့တွေးတယ်ဒါတဏရဲ့အတွေးငါဟာဆိုတဲ့အတွေးငါဆိုတဲ့အတွေးကဒိဋ္ဌိရဲ့အတွေးငါဖြစ်တာလို့တွေးလို့ရှိရင်မာနရဲ့တွေး တကယ်ရတော့ရှုပ်ဖယ်ဖြစ်ဖြစ်နာမည်ဖြစ်ဖြစ်နော်ခံစားချက်ဖယ်ဖြစ်ဖြစ်မှတ်သားမှုပဲဖြစ်ဖြစ်စိတ်ရဲ့ကြံစည်တွေ့တော်မှုပဲဖြစ်ဖြစ်အသိစိတ်ပဲဖြစ်ဖြစ်ဒါတွေဟာတဘာဝတရားတသက်တာဖြစ်တယ်ကိုပိုက်တာလည်းမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်တာကိုလှုပ်တာလည်းမဟုတ်ဘူးသို့တော့လူတွေကထင်းနေတာငါမျက်စိ ငါဘဝငါခန္ဓာတဏှာမြင်နဲ့ကြည့်လိုက်ဒါငါဘဝလို့ပြောတယ်ဒိဋ္ဌိမြင်နဲ့ကြည့်လိုက်ရင်ငါလို့တွေးလိုက်ပြန်တယ်ငါလို့တွေးလိုက်တယ်ဖြစ်တာလည်းပဲကြည့်လိုက်တော့ငါဖြစ်တာလို့ပဲထင်နေငါလုံနိုင်တယ်ဖြစ်တယ်ဆိုတာဖတ်တူဘီနဲ့သုံးတဲ့စကားလုံးပဲဖြစ်ဆိုတာအလုံးကိုကိုစားပြုတ်ထားတာ။နော် အင်္ဂလိပ်စကားလုံးပဲဖြစ်ပြီးမြန်မာစကားလုံးပဲဖြစ်တယ်ဖြစ်ဖြစ်တယ်ဆိုတာရဲ့လှုပ်တယ်ဆိုတာရဲ့နှစ်ခုရှိတယ်လှုပ်တယ်ဆိုတာအလုံး action တွေအလုံးနဲ့ဆိုင်တယ် but to do ဆိုတာဒုပြုလုပ်တယ်ဆိုတာစာရာလည်းလှုပ်တာပဲအိတ်တာလည်းလှုပ်တာပဲကြည်တာလည်းလှုပ်တာပဲအကုန်လုံးဒါလှုပ်တယ်ဆိုတဲ့အောက်မှာရှိတယ်လေအကုန်လုံးကဒုကရိယာရဲ့အောက်မှာအကုန်ရှိတယ်ပါဠိမှာလည်း ဒီတိုင်းပါပဲဘာသာစကားတိုင်းမှာလည်းဒီတိုင်းပဲပါဠိအစိုးကြတော့ဖူကရာသဗ္ဗတထွတ်ဖြပကာဖူနဲ့ကရရှိခြင်းနဲ့ပြုလုပ်ခြင်းဟာအလုံးကိုချုပ်ငုံနေနော်ဖြစ်ခြင်းနဲ့ပြုလုပ်ခြင်းဟာအလုံးအလုံးကိုချုပ်ငုံနေလို့တုံးတယ်အဲ့တော့အင်္ဂလိပ်ကဘတ်တူတူနဲ့ဘတ်တူဖီပေါ့ အဲ့ဒီမှာငါဖြစ်တယ်လို့ပြောလိုက်တာ ဖြစ်ထအိုအဓိကထပြောတာငါ့ကိုပြောတာမဟုတ်တကယ်ဖြစ်ထကယုတ်တရားတသက်ဖြစ်တာနန္တရားတသက်ကဖြစ်လာတာအဲ့ဒါကိုငါဖြစ်တယ်လို့ထင်လိုက်လို့ရှင်ဒါမာနာလို့ခေါ်တယ်ငါလှုပ်တယ်ငါဖြစ်တယ်ကိုယ့်လက်လေးကိုမြောက်တာငါမြောက်တယ်လို့ထင်တာပဲလေ အဲ့လေဖြတ်သွားရင်မြောက်လို့မရဘူးအဲ့ကြတော့မှပူသဘောပေါက်လာငါဖြောက်တာမဟုတ်တော့ဘူးအဲ့ကြနော်ခြေတော့ကိုငါကြွအကျင်လေလေဖြတ